ကေယောဂီအပေါင်းတို့ကောင်းတို့စတဲ့ပြီးတရားရှုမှတ်ကြဖို့ရအတွေ့ရုပ်ကိုယ်လည်းငြိမ်အောင်ထားပါစိတ်ကိုယ်လည်းငြိမ်အောင်ထားပါစိတ်ငြိမ်ဖို့ရန်အတွေ့ကြတော့ သတိပဋ္ဌာန်တရား၄ပါးတို့တွင်သတိပဋ္ဌာန်တရားတစ်ခုခုနဲ့နေရတယ်ကာယ ानु ပတ္တနာသတိပဋ္ဌာန်ဝေဒနာ ानु ပတ္တနာသတိပဋ္ဌာန်စိတ်တ ानु ပတ္တနာသတိပဋ္ဌာန် ဓမ္မာနုပတနာတတိပဌာန်မဏိယာကတုံးကဝင်းလီနဲ့ထွက်လီ ရှုမှတ်ခြင်းလို့ခေါ်တဲ့ကာယ ानु ပတနာတတိပဌာန်ကိုတဲ့ပြောခဲ့တယ်အဲ့ဒီဝင်းလီနဲ့ထွက်လီ ရှုပ်ခြင်းကာယ ानु ပတနာတတိပဌံတို့မဟုတ်အာနာပါနတတိဘာဝနာမှာတဲ့ရှုမှတ်ပုံရှုမှတ်နေငါမျိုးဝိတ္တုတိမဲ့အထကရာမှာတဲ့ ရေးသားဖွင့်ဆိုထားပါတယ်ဒီငါးနီးတို့တွင်နဘတ်တဲ့ခဏနာနီးတဲ့တမာတိမရသေးတဲ့ယောဂီများအတွက် သမာဓိရဖို့ရန်နဲ့ခြေသူပြုပါလိမ့်မယ်ကနနာနီဆိုတာကရေတွက်ပြီးတော့ရှုမှတ်တဲ့နီကိုကနနာနီလို့ခေါ်ရတယ်တမာဓိရပြီးသားယောဂီတွေဖြစ်ပြရှုမှတ်တတ်တဲ့ယောဂီတွေ ရှေ့ပြေမြင်တဲ့ယောဂရီအတွက်ကတော့ဒါမလို့တော့ပါဘူးတမာရီမရသည်တဲ့ယောဂီများကြတော့ရှည်တွက်ပြီးတော့ဝင်လီနဲ့သို့မဟုတ်ထွက်လီကိုတဲ့ရှုမှတ်ရပါတယ်တဲ့အဲ့တော့ပထမဆုံးရှုမှတ်တဲ့အခါမှာ မိမိကဝင်လေတစ်ခုကိုပဲရှုမှတ်မယ်ဆိုလို့ရှိရင်ဝင်လေတစ်ခုကိုပဲတတိထားပြီးတော့ရှုမှတ်နေရတယ်ထွက်လေကိုမရှုမှတ်ပါနဲ့တဲ့မိမိကထွက်လေတစ်ခုတည်းကိုပဲရှုမှတ်မယ်ဆိုလို့ရှိရင်ထွက်လေတစ်ခုတည်းကိုပဲ ရေတွက်ပြီးတော့ရှုမှတ်နေဝင်းလီကိုမရှုမှတ်ပါနဲ့ကဲယောဂီပေါင်းတော်ကောင်းတို့တဲ့ကိုကဝင်းလီကို ရှုမှတ်ခြင်းဖြင့်တမ္မာတိထူထောင်မယ်ဆိုလို့ရှိစိတ်ကိုတော့နာသီးပြားမှာပဲတဲ့ထားရတယ် စိတ်ကိုနာသီးပြမထားပြီးတော့အသက်ရှူသွင်းတဲ့အခါမှာဝင်းလီတက်လို့ရှူမှတ်လိုက်ရတယ်ဒုတိယအကြိမ်ဝင်းလီဖြစ်တဲ့အခါမှာလည်းဝင်းလီနှစ်လို့ရှူမှတ်လိုက်ရတယ်တတိယအကြိမ် ဝင်လီဖြစ်တဲ့အခါမှာလည်းဝင်လီသုံးလို့ရှည်တွက်ပြီးတော့ရှုမှတ်လိုက်ရတယ်စေတုထအကျိန်ဝင်လီဖြစ်တဲ့အခါမှာဝင်လီလေးလို့ရှည်တွက်ပြီးတော့ရှုမှတ်လိုက်ရတယ်ပင်စမအကျိန်ဝင်လီဖြစ်တဲ့အခါမှာလည်း ဝင်းလီငါလို့ရှည်တွက်ပြီးတော့ရှုမှတ်လိုက်ရတယ်အနည်းဆုံးအနေနဲ့တော့ငါကာထီအောင် ရှည်တွက်ပြီးတော့ရှုမှတ်ပါ အများဆုံးဆိုလို့ရှိရင်ဆေကအထိရှည်တွက်ပြီးတော့ရှုမှတ်လို့ရတယ်ကဲကိုက ဆေကအထိရေတွက်ပြီးတော့ရှုမှတ်မယ်ဆိုလို့ရှိရ6ခုမြောက် ဝင်လီဖြစ်တဲ့အခါမှာဝင်လီ6ခန္ဓာခုမြောက်ဖြစ်တဲ့အခါမှာဝင်လီခွန်7ခုမြောက်ဝင်လီဖြစ်တဲ့အခါမှာဝင်လီ8 ကိုခုမြောက်ဝင်လီဖြစ်တဲ့အခါမှာဝင်လီကိုဆေခုမြောက်ဝင်လီဖြစ်တဲ့အခါဝင်လီ30ဆေခုတဲ့ပူပြီးတော့ရေတွက်ရှုမှတ်လို့နေရတော့ဆေခုထီအောင်ရေတွက်ပြီးရှုမှတ်ပြီးပြီဆိုရင်တော့ တကနေပြန်စားပါတဲ့ငါးခုနဲ့ရေတွက်ပြီးရှုမှတ်မယ်ဆိုလို့ရှိရင်လေငါးခုပြီးရင်တကနေပြန်စားပါဒါကိုယောဂီပေါင်းတော်ကောင်းတို့ရေတွက်ပြီးတော့ရှုမှတ်တဲ့နေ့ဒါ တမာရမရသေးတဲ့ပုံကိုကြတော့ဒီရေတွက်ပြီးရှုမှတ်တဲ့ဤကိုတဲ့အသုံးပြုလို့ရတယ်တဆင့်ချင်းတဆင့်ချင်းတဆင့်ချင်းရှုမှတ်ပြီးတမာရတီထောင်မဲ့ဤပါပဲတဲ့ စိတ်ကလည်းပြန်လွင်နေဉာဏ်ကလည်းထိုင်နေသလိုရှိဒီနည်းနဲ့တမာရီထူတောင်းပါတဲ့အဲဒီကဲသူဝင်လေဖြစ်လိုက်မှတ်လိုက်ဝင်လေဖြစ်လိုက်မှတ်လိုက် ဝင်လေဖြစ်လိုက်မှတ်လိုက်ဝင်လေဖြစ်လိုက်မှတ်လိုက်ဝင်လေဖြစ်လိုက်မှတ်လိုက်နဲ့ဒီလိုတဲ့ရှုမှတ်ပါများလာပြီဆိုလို့ရှိရင်တမာရိကလည်းရလာတယ်တမာရိရလာတဲ့အချိန်ကြတော့ဝင်လေ ဖြစ်တာကိုလည်းသိတကယ်သူထွက်လေဖြစ်တာကိုလည်းသူကသိသွားတော့တယ်ဝင်လေဖြစ်လိုက်ရှုပါလိုက်ထွက်လေဖြစ်လိုက်ရှုပါလိုက်မယ်ဝင်လေကိုလည်းပဲသိသိအတော်ကြောင့်ရှုမှတ်လို့ရတယ် ွက်လေဖြစ်လာတာကိုလည်းတိတိအတွေ့အကြုံနဲ့ရှုမှတ်လို့ရတယ်ရှုမှတ်လို့ရတယ်အဲ့တော့ဒုတိယအဆင့်အနေနဲ့အဲ့ဒီအခါကျတော့လေဝင်လေနဲ့ထွက်လေကိုတဲ့တတိနဲ့လိုက်ပြီးတော့ရှုမှတ်လို့ရသွားပြီတဲ့ရှုမှတ်လို့ရသွားပြီ ဒါကိုတော့ယောဂီပေါင်းတော်ကောင်းတို့အနုပန္တတနီလို့ခေါ်ရတယ်ဝင်လေဖြစ်လိုက်ရှုမှတ်လိုက်ထွက်လေဖြစ်လိုက်ရှုမှတ်လိုက်ဝင်လေတိထွက်လေတိဝင်လေတိထွက်လေတိ ဝင်းလီကိုရောထွက်လီကိုပါတဲ့သူရှုမှတ်လို့ရသွားတယ်ဒါအစင်စင်လေ့ကျင့်နည်းယောဂီတို့ကသောသောကပြောခဲ့တဲ့အတိုင်းစိတ်ရှိရှိသီးခံမှုနဲ့နာယီဝဲလောက်တာရှည်တွက်ပြီး ရှုမှတ်တဲ့နည်းနဲ့ လေးကျင့်မယ်ဆိုလို့ရှိဝင်လီနဲ့ထွက်လီနှစ်ခုစလုံးကိုတဲ့ရှုမှတ်နိုင်တဲ့အဆင့်ရလိမ့်မယ်ဒါကူကြတော့ယောဂီပေါင်းတော်ကောင်းတို့အနုဘန္ဒနာ နီးလို့ခေါ်ရတယ်ကဲအနုဘန္ဒနာနီးနဲ့ဝင်လီ ဖြစ်လိုက်ရှုမှတ်လိုက် ထွက်လေဖြစ်လာရရှုမှတ်လိုက်ဝင်လေဖြစ်လာရရှုမှတ်လိုက်ထွက်လေဖြစ်လာရရှုမှတ်လိုက်နဲ့နာယီဝက်လောက်ဆက်လက်ပြီးတော့ရှုမှတ်နေမယ်ဆိုလို့ရှိတတိယအဆင့်ကြတော့လေခုတနာနီးတဲ့ ဝင်လီကလည်းနာသီးပြားကိုတဲ့ထိထွက်လီကလည်းနာသီးပြားကိုထိအဲ့ဒီခါမှာဝင်လီအီးကနေထိတဲ့သဘောလေးဖြစ်လာပါလိမ့်မယ်အဲ့ဒီခါမှာထိတိထွက်လီ နွေကနဲ့နှာသီးပြားမှာတဲ့ထိလာပါလိမ့်မယ်အဲ့ဒီအခါကျတော့လေထိတိဝင်းလေးဖြစ်လိုက်ဤကနဲ့ထိလိုက်ထွက်လေးဖြစ်လိုက်နွေကနဲ့ထိလိုက်ထိတိုင်းထိတိုင်းထိတိထိတိ ထီတိထီတိထီတိဒါကိုတော့ယောဂီပေါင်းတော်ကောင်းတို့ဖုဒနာနီလို့ခေါ်ရတယ်ထီတိ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 လို့ရှူရင်မှတ်ရင်ရှူရင်မှတ်ရင်ရှူရင်မှတ်ရင်နဲ့ တမာရအာကောင်းတဲ့အာကောင်းလာပြီဆိုလို့ရှိတန်လက္ခဏာနီးတဲ့တန်လက္ခဏာနီးဆိုတာကထီတီပြက်ထီတီပြက်ထီတီပြက်ထီ ပီပြက်အဲ့ဒီခါကျတော့ထီတိပြက်တဲ့သဘောလေးကိုပါတဲ့တော့ရှုမှတ်လိုက်ရတယ်ဒါကိုယောဂီပေါင်းတော်ကောင်းတို့ကာယ ानु ပတနာတဲ့ကာယ ानु ပတနာဆိုတာကဝင်လီနဲ့ ွက်လေကိုလေအဖမအထထရှုမှတ်ခြင်းဒီဒီပြတဲ့သဘောရဲ့အရှုကံတရားကိုလေတဲ့အဖမအထထတဲ့ရှုမှတ်ခြင်းအဖမအထထရှုမှတ်ခြင်းပါပဲ ဖြစ်တိုင်းဖြစ်တိုင်းအဖမအထထရှုမှတ်ခြင်းကိုလေကာယ ानु ပတနာလို့ခေါ်ပါတယ်သို့မဟုတ်အာနာပါနတတိဘာဝနာလို့ခေါ်တယ်ဖြစ်ပြီးတော့ပြက်တိုင်းပြက်တိုင်းအဖမအထထရှုမှတ်တာကိုလေကာယ ानु ပတနာတဲ့သို့မဟုတ် အာနာပါနတတိဘာဝနာလို့ခေါ်ရတယ်။ဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့တမ္မာတိရအောင်တဲ့အရင်ကြိုးစားပါ။ပြောရမယ်ဆိုလို့ရှိရင်တမ္မာတိရဖို့အရာကခဲရမှာတယ်။တမ္မာတိအားကောင်းဖို့အရာကခဲရမှာတယ်။တမ္မာတိရပြီးပြီဆိုလို့ရှိရင် ရှစ်ပြီးပြက်တဲ့သဘောကို မြင်မှုရံကရှုမှတ်မှုရံကမခဲရင်မှုဒါဘုန်းကြီးတို့အတွေ့အကြုံအရာပြောခြင်းဖြစ်ပါလေရှေ့တတိကနောက်တတိကိုခြေစုပ်ပြုတယ်ရှေ့သမารီကနောက်သမารီကိုခြေစုပ်ပြုတယ် ှေ့ဖြစ်ပျက်ကို ရှုတဲ့ဉာဏ်ကနောက်ဖြစ်ပျက်ရှုတဲ့ဉာဏ်ကိုတဲ့ကျေသူပြုတယ်။ဥမာအဖြစ်ဆိုလို့ရှိပထမဆုံးခြေလန်းကဒုတိယခြေလန်းကိုကျေသူပြုတယ်လို့ပဲ ဒုတိယခြေလမ်းကတတိယခြေလမ်းကိုတည်းခြေစုပြုသလိုပဲအဘောကိုတက်သွားတယ်ဆိုလို့ရှိရနံပါတ်၄လေကားတက်ကပထမဆုံးတည်းစပြီးတော့နင်းအရိကမတစဉ်ဒုတိယလေကားတက်ဘောကိုတက် ဒုတိယလေကာတကနေမှတတိယလေကာတက်တတိယလေကာတကနေမှစတုထလေကာတက်ဒီလိုပဲတဲ့တဆင်ញင်းတဆင်ញင်းသွားရတယ်နောက်ရကြလည်းရသော်ဖျားရှင်ကရောမြတ်ကြီးဤအလိုတော်ချပါ့ သမုရိယဓမ္မာနုပတိဝါဝိခရတိဝရဓမ္မာနုပတိဝါဝိခရတိသမုထေယဝရဓမ္မာနုပတိဝါဝိခရတိအဖြစ်ကိုအဖမအထထရှုပြီးတဲ့အခါကျမှ အပြက်ကိုအဖာမှာအထထရှုပြီးတော့မှဖြစ်တာနဲ့ပြက်တာကိုအဖာမှာအထထရှုမှတ်တဲ့ဤအရိကမတ္တဆင်ဒိဋ္ဌိခွာပြီးတော့သစ္စာဆိုင်တဲ့ဤ ားကိုကြောပြပေးမှာဖြစ်ပါတယ်ဝရိယထားပြီးတော့မိမိရဲ့ခန္ဓာကပြတဲ့ဖောက်ပြန်ပြည့်စည်မှုတို့ကိုတတိထားလိုက်ပြီးလည်းရင်ဖြစ်ပြတဲ့ဘောလေးတွေကိုလေကိုကရှုမှတ်ပေးလိုက် တမာရီရာဘိတာယောဂီတွေကအထင်ရှားဆုံးတရားကိုပဲစူးစူးဆိုင်ဆိုင်နဲ့တော့ကြည်နေရတယ်တဏိယာယာကိုပဲစူးစူးဆိုင်ဆိုင်ကြည်ပြီးတော့ရှစ်ပြည့်သဘောတို့ကိုလည်းရှုမှတ်ပေးရတယ်ရှစ်ပြည့်သဘောတို့ကို ရှုမှတ်ပေးရတယ် ဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတူတယ်မိမိခန္ဓာကပြားတဲ့တရားကိုတတ်လျင်တတိထဝရိယဆိုင်ပြီးတော့ဉာဏ်နဲ့ရှုမှတ်ပေးကြပါနောက်တရားရှုမှတ်တယ်ဆိုတာကလည်းထိုင်တဲ့အချိန်မှသာတည်းရင်ကိုကရှုမှတ်ရတာမဟုတ်ဘူး အခြားသော အချိန်အခြားသောဣရိယာပုံနဲ့လေတရားရှုမှတ်ပြီးတော့နေရတယ်အ ਨੇ ဆုံးအနေနဲ့ကတော့တတိမလွတ်ရဘူးတတိမလွတ်ရအမှုအရာတိုင်းအမှုအရာတိုင်းမှာတဲ့တတိနဲ့ရှုမှတ်ပြီးတော့တဲ့နေပါ ယောဂီအပေါင်းတတော်ကောင်းတို့